物流的要不我太看，要么就做，做做。别看，别看。没事没事。可以。起干，对吧？五十五。五万免租，八五折退，天天都看，每天都。 Lúc ông nhiều chỗ Bà ưu cho thôi Cô lên 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 lâu cả bánh tơ Cô lên lại 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 ưu gì nhiều thuê, bà ưu cho thuê, để đi tông cả bánh tơ.

စီနီယာနာပါ120စီနီယာနာပါ120မန္တလေးမြို့ခံတွေကိုစစ်အုပ်စုကမဲနိုင်ခိုင်းပြီးစစ်သားတစ်စုရာမှာထောင်ကျနေသူနဲ့နိုင်ငံခြားရောက်နေသူတွေပါပါဝင်မဲပေါက်သူတွေကိုဘယ်တော့လာဖမ်းခေါ်မယ်ဆိုတာမပြောသေးမန္တလေးမြို့မဟာအောင်မြေမြို့နယ်ကလူငယ်တွေကိုစစ်အုပ်စုကလူစုမဲနိုင်ခိုင်းပြီးစစ်သားတစ်စုဆောင်ရာမှာထောင်ကျနေသူနဲ့နိုင်ငံခြားရောက်နေသူတွေပါမဲစင်းနဲ့ပါဝင်လို့မိသားစုကကိုစားမဲနိုင်ခဲ့ရတယ်လို့မြို့ခံတွေကပြောပါတယ် ဒီကနေ့မလ24ရက်မနက်ပိုင်းကစလို့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အတွင်းကလူငယ်တွေကိုစစ်အုပ်စုကရက်ွက်ယုံတမာယုံနဲ့တတ်မှတ်နေရပြီးမှလူစုခိုင်းပြီးမဲနိုင်ခိုင်းကစစ်မှုထမ်းအပတ်စဉ်7နှစ်အတွက်စစ်သားတစ်စုဆောင်တာဖြစ်ပါတယ်။တမျိုးလုံးကတော့ကြွကြွညံလိုပဲပူပင်နေကြတာထောင်ကျနေသူရောနိုင်ငံခြားရောက်နေတဲ့သူရောအကုန်စည်ရင်းနေပါတယ်တဲ့။ နိုင်ငံခြားရောက်နေတဲ့သူအတွက်လည်းမိသားစုကကိုစားနိုင်ရမယ်တဲ့မဲကြရင်ဘလို့လုပ်မယ်ဆိုတာတော့မပြောသေးဘူးသူတို့စစ်အုပ်စုလူကြီးတွေကြည်စီဆုံးမယ်လို့ပဲပြောတာတဲ့အခုတော့နိုင်เสียရရှိတာသာနိုင်ဆိုပြီးခိုင်းနေတယ်လို့မြို့ခံတဦးကပြောပါတယ်စစ်သားတစ်စုဆောင်ခံရမယ်အသက်ရွယ်အကျုံးဝင်တဲ့လူငယ်တွေအနေနဲ့ကိုယ်တိုင်ဖြစ်စေကိုစားဖြစ်စေအပြတ်မကွက်မဲလာနိုင်ကြဘူးနဲ့လာရောက်ချင်းမရှိပါကမျက်ကွယ်မဲနိုင်ရွေးချယ်မှာမူကိုခွင့်ရေးကိုမဆုံးရှုံးခြင်းရင်း မဲလာနိုင်ကြဘူးစစ်အုပ်စုကမြို့နယ်လော့စပီကာနဲ့လိုက်အော်ထားပါတယ်။ကိုယ်တိုင်ဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်မဲနိုင်မယ်ဆိုတာကြောင့်နံပါတ်စင်ကြော်ပြီးထင်တယ်လို့လုံးမဆိုးလို့ကိုစားမဲသွားနိုင်ကြသူများတယ်လို့မဟာအောင်မြင်မျိုးနယ်မှာနေထိုင်သူတဦးကပြောပါတယ်။မဟာအောင်မြင်မျိုးနယ်တွင်ကရက်ကွက်တချို့မှာမနက်ပိုင်းကမဲနိုင်ပြီးစီးခဲ့ပြီးတချို့ရက်ကွက်တွေကနေခင်းနဲ့ညနေပိုင်းမှာလူစုမဲနိုင်ခိုင်းထားတယ်လို့ဆိုပါတယ်။ စစ်အုပ်စုကမဲနိုင်ခိုင်းရမှာမဲနံပါတ်တနစ်လိုကနန်းသေးကနေစတာမဟုတ်ပဲတရားကျော်200ကျော်စတဲ့ကနန်းကြီးတွေကိုမဲနိုင်ခိုင်းပြီးမဲကြသူတွေကိုလည်းဘယ်တော့လာပြီးဖမ်းခေါ်မယ်ဆိုတာမပြောသေးဘူးလို့ကိုယ်တိုင်မဲနိုင်ခဲ့သူတွေကပြောပါတယ်စစ်အုပ်စုကအခုလိုရက်ွက်လုံးကျို့မဲနိုင်ခိုင်းတာဟာရက်ွက်သူရက်ွက်သားချင်းချင်းမဲကြထားသူကရှောင်လို့မရအောင်ဝိုင်းကြီးချုပ်ပုံစံလုပ်တာလို့မြို့ခံတအူးကသုံးသပ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်မန္တလေးမြို့ကစစ်သားတစ်စုဆောင်ခံရမယ့်လူငယ်လူရွယ်တွေရဲ့စီရင်ကိုစစ်အုပ်စုရက်ွက်ရုံတွေကနေစီရင်ကောက်ပြီးနောက်ယခုလိုမဲနိုင်ခိုင်းတာလို့ဆိုပါရက် မန္တလေးခရိုင်ခုနှစ်မြို့နယ်အနက်ဒီကနေ့မှာမဟာအောင်မြေမြို့နယ်တွင်ကရက်ွက်အများစုကိုမဲနိုင်ခိုင်းကစစ်သားတစ်စုဆောင်ခဲ့ပြီးနောက်ရက်တွေမှာတမြို့နယ်ချင်းမဲနိုင်ခိုင်းမယ်လို့သတင်းကြားကြောင်းလဲမြို့ခံတချို့ကပြောပါတယ်စစ်အုပ်စုဟာပြီးခဲ့တဲ့လတွေအတွင်းမန္တလေးမြို့ကငွေပေးနိုင်သူတွေကိုစစ်သားတစ်မစုသေးပဲလက်လုတ်လက်စားဆင်းရဲသားတွေကိုသာပေါ်လာဆွဲခဲ့ရာကလက်ရှိမှာရက်ွက်အလိုက်မဲနိုင်ခိုင်းပြီးစစ်သားတစ်စုဆောင်လာတာဖြစ်ပါတယ် ာနာသိန်းစစ်အုပ်စုဟာ2024မတ်လကစလို့နိုင်ငံတော်စစ်သားတစ်စုဆောင်တာတွေလုပ်နေပြီးပေါ်ရာဆွဲစုဆောင်ရရှိလာသူတွေကိုရတိုစစ်တင်နှံပေးလက်နက်တပ်ဆင်ပေးကနိုင်ငံတော်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအထူးခံစစ်သားအဖြစ်ပို့လွှတ်နေတာဖြစ်ပါတယ်